အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုသိုက်ပဲဖြစ်ပါလေဗျာဒီနေ့မှတော့ကျွန်တော်လိုက်လံရှာဖွေနေတဲ့ဘာမဲ့ဘာတပေါ့အစာအုပ်လေးရရှိတဲ့ရောက်ရှိလို့လာပါပြီအဲ့တော့ကျွန်တော်အရင်နေ့တရတော့ဒီမှာကျွန်တော်ပထမတွဲကိုကျွန်တော်အရင်ရတယ်ပြီးမှဒါတွေဒုတိယတွဲတတိယတွဲဆက်ရတယ်ပုံနော်ပထမတွဲမှာလည်းအစွမ်းထက်တဲ့ကာရမန်နစင်းလေးစေဖော်နီးလေးအသက်သွင်းနည်းတွေတိတ်ထိကျွန်တော်ကားတိတ်ထိတွေကျွန်တော်တို့တွေဥစ္စာတိတ်ထိဒနာတိတ်ထိအတွက်လေးပြီးတော့ကြည့်ရင်ကျွန်တော်တပွဲတို့အော် တပွဲတို့ဒံပြန်စီရင်နေဟာအဆုံးလင်းမှာပဲအဲ့တော့တချို့သောဆေးဝါးတွေဖော်ဆက်နည်းလေးတွေအများပြားတွေ့ရှိရပါတယ်အဲ့တော့ဒီမှာဘာမဲ့ဘာဒမောလက်တွေ့အစီရင်ခြင်းပဲဖြစ်ပါတယ်ဒါပထမရယ်ဆရာညူပေါ့နော်ဒီကောင်တော့ကျွန်တော်ပထမအရင်နေ့တော့ကျွန်တော်မိတ်ဆွေများကိုမြောက်ပေးခဲ့ပါပြီအခုဒီနေ့မှာတော့ကျွန်တော်တို့အော်ဒီမှာဒုတိယအတွဲနဲ့တတိယအတွဲထပ်ရောက်လို့လာပါပြီအဲ့တော့ဒုတိယအတွဲမှာလည်းဘာတွေပါလဲဆိုတာကျွန်တော်တစ်ချက်မြောက်ပေးမှုမယ်နော်အဲ့တော့ဒုတိယအတွဲမှာလည်းကျွန်တော်ဆက်ကြည့်မယ် အာမင်ဘာတော်လက်တွေ့စီကျင်ဒုတိယအတွဲဆရာညိုသိပ္ပံပညာပေတိုင်းမြင့်တိုင်းတာပြီးမမီနိုင်သောနှဆိုင်သောဝိဇာယနာပညာရည်များကိုဖော်ထုတ်ထားပါသည်အဲ့တော့ကျွန်တော်တို့ကဒီဒီကကမီယာအကြောင်းလေးအဲ့တော့ကမီယာလောကလေးအဲ့အကြောင်းစိတ်ဝင်စားရင်ဒီစာအုပ်ကတကယ်ကိုအသုံးဝင်တဲ့စာအုပ်ဖြစ်မှသိကြပါတယ်ကျွန်တော်လည်းစိတ်ဝင်စားလို့အရင်ကဝန္ဒနာပါလို့ကျွန်တော်လိုက်လိုက်မရှောက်ခွေကြတာဖြစ်ပါတယ်ဒါမှသူ့ရဲ့အဲသူ့ရဲ့မာလီကာတဲ့မှာဘာတွေပါလဲဆိုတော့ကျန်းကျန်းပြူဆရာကြီးကျန်းအမာနဲ့ဟောအင်းနဲ့ဒီပန်အစီရင်ခံတာ ်ဟောသူတို့တတိဒေဝီပီယာတိတိဒီပန်အစီရင်ပီယာရှိုအင်းအစီရင်ပီယာနှုတ်ငုံကိုရအင်းအစီရင်လန်ကောစားတိုင်းနိုင်သော၄တောက်စင်ပဒေတာအင်းအစီရင်ပီယာတိတိအင်းအစီရင်ပီယာရှိုအင်းအစီရင်အန်ရကင်းအစီရင်လက်ဖွဲ့နဲ့ပဒီအစီရင်ကဏ္ဍတနက်နေ့ကြည်စံမထွက်သောသမအင်းလက်ဖွဲ့အစီရင်ပီယာတိတိနှုတ်ငုံဖောင်စီလက်ဖွဲ့အစီရင်အာစင်ရတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ် အဲပြီးတော့ခွေးမကိုက်နိုင်တော့အဆောင်ပြီးရလက်ဖွဲ့အစီရင်စမပတိအစီရင်အကာလက်ဖွဲ့အစီရင်ပြီးရရှူရာဇရှူတပ်ဘတ်ရှူနှုံငုံလက်ဖွဲ့အစီရင်မာယုတ်ထုကံဝင်နဲ့အစီရင်ခန္ဓာအချုံးတော်အမျိုးမျိုးမှလွတ်မြောက်စေနိုင်သောရှင်ဥပကုတ်ထုလုတ်ကိုးပဲနီးအစီရင်အိမ်ဆောက်ခြံဆောက်လျာဆောက်မြို့ဆောက်ရွာဆောက်ကျောင်းဆောက်စီနွားဆောက်အစီရင်တပတ်ရှူခုံအစီရင်ကိုပြောက်ခုံအစီရင်ခုံလက်ပိုက်အစီရင်အမနောဖျောင်းချက်အစီရင်ခန္ဓာ မိမိချစ်တော်မိမိချစ်တော်ယောက်ျားကမိမိကိုတန်တန်ဆွဲချစ်ကြိုက်လာစေနိုင်သောဖျောင်းချက်အစီရင်အာတပတ်ရှူဖျောင်းချက်အစီရင်ပီယရှူဖျောင်းချက်အစီရင်စီနစ်ဆေးပင်အစီရင်ခန္ဓာအမမိနိနမကုမေမကြည့်မတော်မကြည့်မရအောင်ထိန်းချုပ်ထားရသော လက်တွေ့ပြရကုစေလက်တွေ့ပြရတိတ်ထိခတ်စေသူမ၏အဝတ်ကိုတို့ယုံဖြင့်မိမိနောက်လိုက်လာသောလက်တွေ့ပြရတို့စီစီရင်အိမ်ကိုကျက်သည့်ရှိစီ၍လုံဆန္ဒပြောစင်နေသောချမ်းသာသည့်ကမိုလ်ဆိုင်ပြုံဤအစီရင် အတိတ်ဆိုနမိတ်ဆိုမကောင်းမှန်သမျှနဲ့မတွေ့ရတော့မရပြဖြောင်းမရပြဘောင်းချုပ်စည်းစီရင်ယုံမြုပ်အင်းမြုပ်တခိုးဓမြတွေရများကိုကာကွယ်စည်းသောရှင်တငယ်ကြီးပင် ရှင်ရှင်တငယ်ကြီးပင် စိုက်ပျိုးနေစီရင်မြုံကြီးနှလုံးအောင်အစွမ်းထက်မြက်သောနာနံရုပ်စည်းအစီရင်ဟာတော်တော်လေးကိုအစီရင်ကတော်တော်လေးကိုအများကြီးပဲဗျာနော်တော်တော်များတယ်ဗျာတော်တော်များပါတယ်တော်တော်များပါတယ်ဒီမှာတော်တော်များတယ် တော်တော်လေးကိုမြဲမြဲပြတွေ့ရပါတယ်ငါဒီဟာလေးကိုကျွန်တော်ဆက်လက်ပြီးရောဆက်လက်ပြီးလေ့လာဖတ်ရှုပါဦးမယ်လက်တွေ့ဆန်းကြည့်ပါမယ်ကျွန်တော်မိတ်ဆွေများကိုလည်းကျွန်တော်တခါလေးကျွန်တော် YouTube channel မှာဆက်လက်ပြီးရောဒီဟာလေးဒီစောက်တွေအတိုင်းလေးလေးလိုက်လို့ပြီးရောကျွန်တော်ကအစွမ်းအစွမ်းထက်လာတဲ့အသုံးဝင်လာတဲ့ပေါ့နော်အသုံးဝင်လာတဲ့ချင်းနဲ့ဆိုင်တာလေးလူမှုရေးနဲ့ဆိုင်တာလေးအလုံးနဲ့ဆိုင်တာလေးစီးပွားရေးနဲ့ဆိုင်တာလေးကောင်းတဲ့နေရာတွေတုံးဖို့အတွက်ကျွန်တော်ကောင်းကျိုးတွေဖြစ်စေမယ့်အစီရင်ခံတာလေးလေးကိုကျွန်တော် လေးလံရှောက်ရှောက်ဖွေပြီးတော့တေချာလုံးကြည့်ပါမယ်မိတ်ဆွေမျိုးအောင်ပြန်လဲမရောက်ပြေးမှာဖြစ်ပါတယ်ဗျဒါဒုတိယတွဲဖြစ်ပါတယ်တတိယတွဲမှာမဆော်ရီဟုတ်တယ်ဒါလောက်တတိယတွဲဖြစ်ပါတယ်တတိယတွဲမှာလည်းတော်တော်လေးကိုဆုံဆုံလင်းလင်းပဲထပ်ပြီးတော့တွေ့တာကိုလည်းကျွန်တော်တွေ့ရပါတယ်အော်ဒီမှာဆိုလို့ရှိရင်လည်းအာတွေ့မှာဒီကမှာကျမ်းမြူစီယာကြီးကျမ်းဦးမှာစအထူးစီရင်ကဏ္ဍအလိုရှိတဲ့မိမတို့ခေါ်တိုင်းခေါ်တိုင်းရစီတော့ရုပ်စုပီယာအစီရင် အပါ30အပိတဲ့အောင်မင်းစရောဓာတ်လေးပါအသွင်းဤစီရင်အလိုရရစေခိုင်းရသောရှော့မွေလက်ညိုရှော့မွေလက်ညိုစီရင်မော်စီရင်ခန္ဓာပျော်တိုင်းဆိုတိုင်းအောင်မင်းနိုင်သောနတ်သင်္ဃာပါမော်စီရင်ဒီကောင်ကြတော့အဲနောက်ပိုင်းကြတော့ဆရာဆရာအစ်င့်နေရောက်သွားပြီနော်မော်မော်စီရင်အင်းစီရင်ဒီပန်စီရင်တွေကိုကျွန်တော်တွေလှုပ်တဲ့ခန္ဓာတွေရောက်သွားပြီပေါ့နော်ဒါမဲ့တချို့သောခန်းခန္ဓာတွေကြတော့ကျွန်တော်လိုက်လို့လို့အစီအမံပြတဲ့ခန္ဓာတွေကျွန်တော်တွေ့ရတယ်ဗျ။ဘာဘာကြောင့်လဲဆိုတော့သူ့လိုတဲ့ဆေးတွေဝါးတွေကိုဖော်ဆက်မှလေးခါ ဘာလို့လဲဆိုတော့တချို့စီးတွေကခက်တယ်ဗျဘာဘာစီးတွေဆိုမိမိကြောင်တဲ့တို့အဲကျွန်တော်တွေဟိုမိကြောင်တဲ့တို့ကျွန်တော်တွေမိုးကြိုးပြစ်ထားပြီးတဲ့တက်တာတို့အဲအဲ့လိုအဲ့လိုမျိုးလေးလေးပြီးတော့ downfall ရဲ့ကျွန်တော် downfall ရဲ့အမီးတို့ထားပါတော့ downfall မီးရရှာလို့ရရှာလို့ရသေးတယ်ကျွန်တော်ကြာသေးတို့မိကြောင်သေးတို့ကကျွန်တော်ဘယ်သွားရှာမလဲနော်ကြာသေးတို့မိကြောင်သေးတို့ကျွန်တော်တော်တော်လေးကိုရှာရတာခက်မယ်ထင်တယ်နော် ဲ့လိုမျိုးလေးလေးကိုပေါင်းဆက်ပြီးတော့သူကကျွန်တော်ရေကာယတိတိပိယတိစပြီးပေါ့နော်လိုအပ်တာလေးလေးစပယ်ကြီးရဲ့တီးကြီးတို့စပယ်ကြီးရဲ့ sorry စပယ်ကြီးအဖိုးရဲ့တီးကြီးတို့အာကျွန်တော်အမရဲ့တီးကြီးတို့အဲ့ဒါမျိုးလေးတွေလည်းခွဲပြီးတော့လိုးနေပြန်တယ်။ဟောတီးကြီးတို့တီးကြီးတွေပဲစပယ်ကြီးကဖုံမှန်အထီးမှန်အမမမသိနဲ့အဲ့တော့ကျွန်တော်စွမ်းအာနိတယံနဲ့ရော့ဦးမယ်။ အဲ့တော့ကျွန်တော်တို့ဒီဟာလေးကြီးကြတော့ကျွန်တော်တို့ကိုယ်နဲ့လက်လွတ်ဖို့ကခက်ခဲတယ်။ဒါပေမဲ့တချို့သောအစီရင်ကြတော့ကျွန်တော်တို့ကိုယ်နဲ့လက်လွတ်ရတဲ့အစီရင်ကြီးအများကြီးရှိတယ်။ဥပမာဗားလေးဆိုခေါင်းရံပန်းရယ်ခေါင်းရံပန်းရယ်ညမွေးပန်းရယ်ပုံနည်းပန်းရယ်အဲ့ပန်းသုံးပန်းကိုကျွန်တော်တို့တွေထုထောင်းလိုက်မယ်။အဲထုထုထောင်းလိုက်ပြီးတော့ထုထောင်းထုထောင်းလိုက်ပြီးတော့ကျွန်တော်တို့နင်းစီပန်းနဲ့အဲကျွန်တော်တွေအဲထုထောင်းပြီးသားရလာတဲ့အရေကိုညှစ်မယ်။ညှစ်ပြီးနင်းစီပန်းနင်းစီပန်းနဲ့မှလိုက်ပြီးတော့အဲအရေကိုပြန်ညှစ်မယ်။ညှစ်ပြီးတော့ အပီရသူပြောတဲ့ပီရမန်နဲ့ပီရမန်တန်နဲ့ကျွန်တော်တွေ38ကောင်အုပ်ပြီးတော့ကိုချစ်တဲ့ကောင်မလေးကိုပေးလို့ရှိရင်တဲ့ချက်ချင်းပဲကိုကိုပြန်ပြန်ပြန်အဖြေပြန်ပေးစီတယ်တဲ့အဲဒါမျိုးလေးလည်းတွေ့ရဒါမျိုးကြောင့်ကျွန်တော်ကိုယ်တိုင်လှုပ်လို့အဆင်ပြေတဲ့ဟာလေးရှိတယ်ကျွန်တော်ကိုယ်တိုင်လှုပ်လို့အဆင်မပြေတဲ့ဟာကြတော့ဆရာသမားတွေပုံနော်ဒီကိန်း ဒါတော့ကျွန်တော်ဆရာသမားတွေမှာပဲအဆင်ပြေမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဆရာသမားတွေမဟုတ်ဘူးလိလလိုက်စားတဲ့လူတွေဝါနာပိုင်ုံဖတ်ရှုတဲ့လူတွေဆိုတော့ဒီလောက်အဆင်ကြီးမလုပ်နိုင်ဘူးပေါ့ဒါပေမဲ့အလွယ်ကူဆုံးနည်းနည်းလေးလည်းသူတင်ပြထားရှိပါတယ်ဒါလေးကျွန်တော်ရွေးပြီးတော့ကျွန်တော်ကောင်းတို့ပြီးတင်ပြအောင်မယ်အားလုံးပဲကြည့်ရှုပေးပါဦးဗျာကျွန်တော်ထပ်ပြီးမှားထားလေးရှိသေးတယ်နောက်ရက်တင်မှာလည်းထပ်ပြီးရောက်ဖို့စာအုပ်လေးရှိသေးတယ်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေများကိုလည်းကျွန်တော်ထပ်ပြီးရောက်ရောက်လိုက်ထပ်ပြီးထပ်ပြီးရောပြောပြပါအောင်မယ်အဲ့တော့ပြပြလို့ရှိရင်တော့ကျွန်တော်အကြိုက်ဆုံးစာအုပ်တော့ရှိပါသေးတယ်အဲ့ဒါတော့ဒီမှာဖြစ်ပါတယ် ပထမံထွဲအပေါက်ကြမ်းမဖြစ်ရတယ်ဒါကတော့ကျွန်တော်လည်းလုံးဝမဖတ်သေးပါဘူးလုံးဝအစ်စ်ပါတော့ကျွန်တော်လုံးဝမလိလာသေးပါဘူးကျွန်တော်ဟိုတခြားသောစာအုပ်တွေတော့ကျွန်တော်ရှောက်လိလာတယ်ဒီကောင်လေးတော့ကျွန်တော်မလိလာသေးပါဘူးအဲ6963သုံးခုနှစ်ကတည်းကဟုတ်ကဲ့အဲဆိုလို့ရှိရင်ကျွန်တော်ဒီကောင်လေးလည်းလိလာပြီးပြန်လည်မရောက်ပြေးပါဦးမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျအဲ့တော့နောက်ပြီးတော့မှဆက်လက်တွေ့ပါဦးမယ်ကျွန်တော်ကျွန်တော်နေ့စဉ်တင်ဆက်မိတ်ဆွေမျိုးကိုလိလာမရောက်ပြေးပေးနေကြတယ်အများစုကတော့ ဘာမဲ့ဘာဘာတပေါ်ကြံထဲကပါတဲ့ကျွန်တော်ပထမတွေ့မှာပါတဲ့ကာရမန်န်လေးတွေမြောက်ပြီးတာဖြစ်ပါတယ်အဲ့တော့အဲ့တော့နောက်နေ့တွေမှာတော့ကျွန်တော်တို့ဒီမှာဒီမှာဒီဒီမှာဒုတိယတွဲနဲ့တတိယတွဲဆက်လက်ပြီးမြောက်ပေးမယ်ပြီးရင်ခုနဆောင်းတွေဟာဒီဆက်လက်ပြီးမြောက်ပေးမှာဖြစ်လို့မိတ်ဆွေများကယုံကြည်စွာလိုက်လို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ